TV ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။နေပြည်တော်မှာအတင်းကြခံနေရတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီအဖွဲ့ဝင်တချို့တွေးဆောင်ခွင့်ရခဲ့တယ်ဆိုတဲ့သတင်းဟာမမှန်ကန်ဘူးလို့ဗဟိုကော်မတီဝင်ဒေါက်တာမျိုးညွန့်ကပြောပါရယ်။ NLD ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့ဟာနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကိုတွေးဆောင်ခွင့်ရခဲ့တယ်ဆိုတဲ့သတင်းတွေပြီးခဲ့တဲ့ရက်ပိုင်းကအင်တာနက်လူမှုကွန်ရက်မှာထွက်ပေါ်ခဲ့တာပါ။ စစ်တပ်ကပြန်သိမ်းယူထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကတီဘောမြို့ပေါ်မှာအော်တိုဝါလာ22ရက်နေ့ကစပြီးစာတင်ကြောင်းတွေပြန်လည်ဖွင့်လှစ်ကာဌာနဆိုင်ရာရုံးတချို့လည်းလှည့်ပတ်နေပြီလို့ဒေသခံတွေစီကသိရပါဗျာ။စကိုင်းတိုင်းဆလင်းကြီးမြို့နယ်တရုံဝံပောင်ကျင်းနီစီမံကိန်းနားကဆယ်တဲရွာဟောင်းကိုစစ်တပ်ကဝင်ရောက်စစ်ကြောင်းထိုးပြီးဖမ်းဆီးတပ်ဖြတ်ထားတဲ့ဒေသခံတွေအလောင်းတွေကိုအော်တိုဝါလာ23ရက်နေ့ဒီကနေ့ထိကောက်ယူလို့မရသေးဘူးလို့ဒေသခံတွေစီကသိရပါဗျာ။ TV ရဲ့နောက်ဆုံးရသတင်းတွေကို DVTV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။